တွင်အလုံးတာလီစွာပါ Development Media Group DMG ရဲ့2025ခုနှစ် March 22ရက်နေ့အတွင်းသတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့အစီအစဉ်မှာတော့တိုက်ပွဲကာလအတွင်းမောင်တော်ခရိုင်မှာစစ်ကောင်စီနဲ့အပေါင်းအပါတို့ကဒေသခံ330ကျော်ဖမ်းဆီးခဲ့တဲ့သတင်းငတိုင်းချောင်းမှာတိုက်ပွဲပြင်းထန်နေတဲ့အကြောင်းဖားကဲမှာနုံကံပြိုကျလို့နေနေပိုင်းနေရာတချို့နင်းမြုပ်နေတဲ့သတင်းအပါအဝင်တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ပထမဆုံးသတင်းတပေါ်အနေနဲ့တိုက်ပွဲကာလအတွင်းမောင်တော်ခရိုင်မှာစစ်ကောင်စီနဲ့အပေါင်းအပါတို့ကဒေသခံ330ကျော်ဖမ်းဆီးခဲ့တဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်ရခိုင်တိုက်ပွဲစတင်ချိန်ကစလို့2025ခုနှစ်ဖေဖော်ဝါရီလဒုတိယသတင်းပတ်အထိမောင်တော်ခရိုင်မှာရှိတဲ့ပူးတီတောင်နဲ့မောင်တော်မြို့နယ်တို့ကဒေသခံ333ယောက်မှစစ်ကောင်စီနဲ့အပေါင်းအပါအာဆာ RSO မုစလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေစီမှဖမ်းဆီးခံခဲ့ရတယ်လို့ DMG ကရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်။ ဖန်စီခံရသူတွေမှာဘူးတီတောင်က194ရောင်နဲ့မောင်တော်က136ရောင်တော့ဖြစ်ပြီးတော့အဲ့ဒီအထင်းမှာရခိုင်မု슬လင်ဟိန္ဒူသံမျိုးစတဲ့လူမျိုးတွေပါဝင်ပါတယ်ဖန်စီခံရသူတွေထဲမှာအသက်မပြည့်တဲ့အထက်တန်းចောင်းသားတွေအပါအဝင်တက္ကသိုလ်ចောင်းသားစပေးရှောင်းဌာနဆိုင်ရာဝန်ထမ်းစီးပွားရေးလုပ်ငန်းရှင်ကုန်သေးတွေနဲ့သက်ကြီးပိုင်းကျေးရွာတာဝန်ရှိသူတွေပါဝင်ပါတယ်ဖန်စီခံရသူတွေထဲမှာထွက်ပြေးလွတ်မြောက်လာတာရက်အနည်းငယ်ကြာဖန်စီခံရပြီးလွတ်မြောက်လာတာ ရိုင်းနှက်ခံရပြီးတော့လွတ်လာတာငွေကြေးပေးဆောင်ပြီးပြန်လွတ်လာတာစားတဲ့နှီးမျိုးစုံနဲ့ပြန်လွတ်လာသူ160ရှိပါတယ်လက်ရှိဖမ်းဆီးခံထားရသေးဒေသခံ183ယောက်နဲ့ပတ်သက်လို့တနည်းကြော်ကြတဲ့အထိသတင်းအစာနာမရပဲပျောက်ဆုံးနေစေဖြစ်ပြီးအဲ့ဒီအထက်မှာမွတ်စလင်နဲ့ရခိုင်အများဆုံးပါဝင်နေပါတယ်အခုလိုဖမ်းဆီးခံရပြီးနောက်ပျောက်ဆုံးနေသူတွေနဲ့ပတ်သက်လို့အာရခတပ်တော်ကစုံစမ်းမှုတွေလုပ်နေတယ်လို့သိရပါတယ် ရခိုင်မျိုးသင်းတိုက်ပွဲကာလအတွင်းနှီးမျိုးစုံနဲ့ဒေသခံတွေဖန်စီတက်ဖြတ်တာနေအိမ်တွေကိုမိရှိုးဖြတ်စီးတာစားတဲ့လူခွင့်ရင်ချိုးဖောက်မှုတွေကိုကျူးလွန်ခဲ့တဲ့စစ်ကောင်စီနဲ့အပေါင်းအပါမူဆလင်လက်နက်ကိုင်းတွေကိုထိရောက်တဲ့ပြစ်ဒဏ်ပေးဖို့ဒေသခံတွေကလိုလားနေကြပါတယ်။ဆလာပြီးတော့ EAO ဒေတာနဲ့အပြေးပါရောက်နေသူတွေကိုပြန်လာကြဖို့စိတ်ကောင်းစီခေါ်နေတဲ့တဲ့င်းကိုတင်ဆက်ပေးချင်ပါတယ်။ တိုင်းရင်းသားလက်နက်ကန်အဖွဲ့တဲ့ထင်းချုပ်ဒေသတွေနဲ့ပြည်ပနိုင်ငံတွေကရောက်ရှိနေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့မိမိတို့ရဲ့နေရက်အသီးသီးကိုပြင်လာဖို့စစ်ကောင်စီကဒီကနေ့မက်လ21ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ် စတဲ့အနာသိချင်းကစပြီးတော့တောင်းသူကြောင်းသားတွေလုံငယ်လူရည်တွေနဲ့နိုင်ငံဝန်ထမ်းတွေဟာစွရင်စိတ်တွေနဲ့တန်းတလနဲ့ကင်ထင်းရှုပ်ရဒေသတွေအပအဝင်ပြပနိုင်ငံတွေကိုတင်းချောင်းနေရတယ်လို့ထောက်ပြချက်မှာပါရှိပါတယ်ဒေလော်ထွက်ပြေးတင်းချောင်းနေသူတွေအနေနဲ့ရောက်ရှိလာတဲ့နေရာတွေကပြန်လာဖို့စီမံဆောင်ရွက်ပေးသွားမယ်လို့စေကောက်စီကပြောဆိုထားပါတယ်အနာသိန်းကာလအတွင်းမှာလူသက်မုံလူရည်မုံမင်းရှုံမုံမိုင်းဖောက်ခွေမုံလူချင်းတက်ဖွဲ့တွေကိုရေရှက်ရှိတက်ခိမုံပြည်သူဝန်ဆောင်မုံတွေနဲ့ပြည်သူတို့ရှုပ်ကိုအောက်စုဖွဲ့ကိုထိလက်ရောက်တက်ခိမုံ မှုအစိုးရပဲအစအုပ်တွေနဲ့ပုတ်ကလေးကပဲအစအုပ်တွေကိုဖျက်ဆီးမှုတလင်းအားစုတဲ့လှုပ်ရှားမှုမှာငွေကြေးအရဖြစ်စေတခြားနည်းနဲ့ဖြစ်စေနတ်ဆိုင်စာပအဝံသူတွေကလွယ်လို့စိုးရင်စင်းနဲ့ထွက်ပြေးနေသူတွေကိုတက်ညာစာဖြစ်ရှုပ်ပေးသမယ်လို့ဆိုထားပါတယ်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေကို2024ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာစတင်အသံတောင်းခင်ပြတဲ့နောက်မြန်မာပြည်သူအများအပြားဟာပြည်ပနဲ့တရားသားလက်နက်ကိတဲ့ထိရှုပ်ဒေသတွေကိုထွက်ပြေးခေလုံနေရတာလည်းဖြစ်ပါတယ် နောက်ထပ်သတင်းတပုတ်အနေနဲ့ညောင်ကျိုးနဲ့ညောင်ချေထောင်းရွာကြားမှာစစ်ကောင်စီနဲ့အေအေတို့တိုက်ပွဲပြင်းထန်နေတဲ့သတင်းပဲဖြစ်ပါတယ်။ပဲခူးတိုင်းပတောင်းမြို့နဲ့ညောင်ကျွန်းနဲ့ညောင်ချေထောက်ကျေးရွာတွေမှာစစ်ကောင်စီနဲ့အေအေပူပေါင်းတပ်တို့ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါဗျ။ညောင်ကျိုးစခန်းကိုအရခတပ်တော်နဲ့ပူပေါင်းတပ်တို့က ဖေဖော်ဝါရီလနောက်ဆုံးပတ်ကစားလို့ထိုးစစ်ဆင်နေတာဖြစ်ပြီးတော့ကာကင်းစခန်းအများအပြားကိုတိမ်ပိုက်ထားပြီးတဲ့နောက်ညောင်ကျိုးစခန်းကိုတိမ်ပိုင်နိုင်ရေးထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လက်ရှိမှာညောင်ချေထောက်ဘက်ကညောင်ကျိုးစခန်းကိုစစ်ကူလာတဲ့စစ်ကြောင်းနဲ့အေးအေးပူပေါင်းတပ်တို့ကြတိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။ညောင်ကျိုးနဲ့ညောင်ချေထောက်ကျေးရွာအကြားမှာမတ်လ16ရက်နေ့ကစလို့နှစ်ဖက်တိုက်ပွဲပြင်းထန်စွာဖြစ်နေကြပြီးတော့ညောင်ကျိုးစခန်းပတ်ဝန်းကျင်မှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ်။ လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့နေရာမှာကာပါစာ6နဲ့7မိုင်လောက်သာအကွာအဝေးရှိပြီးစစ်ကောင်စီကညောင်ချေထောက်စခန်းကိုအင်အားရာနဲ့ချီပြင်းပြီးတော့ခံစစ်ပြင်ဆင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေစီကသိရပါတယ်ပဲခူးတိုင်းအနောက်ဘက်ပဒေါင်းမျိုးနယ်ဦးရှိပင်တန်းနယ်မှာစစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံကာပါစာ9ကာပါစာ6ကာပါစာ9နဲ့ကာပါစာ16တို့တည်ရှိပါတယ်။ ဖားကန်းမှာနုံကန်ပြိုကျလို့မြင်းနှင်းပိုင်းနေရာတချို့နင်းမြုပ်နေတဲ့သတင်းကိုလည်းတင်ဆက်ပေးအောင်ပါပါ။ကရှမ်းပြည်နယ်ဖားကန်းမြို့နယ်စိတ်မုံအောက်စုနတ်မော်ကြေးရွာမှာဒီကနေ့မတ်လ27ရက်နေ့မနက်8နာရီလောက်ကနုံကန်ပြိုကျမှုကြောင့်ကြေးရွာအတွက်မှာရှိတဲ့လမ်းတွေနဲ့မြင်းနှင်းပိုင်းနေတချို့ကိုနုံဖုံးလွှမ်းနှိမ်မြုပ်ခဲ့တယ်လို့သိရပါဗျ။နုံကန်ပြိုကျမှုအတွက်မှာလူထိခိုက်မှုမရှိပေမဲ့ ြေးရွာအတွင်းလွမ်းနဲ့နေအိမ်တချို့ကိုနွမ်းစည်းကြောင်းတွေကတိတ်စားသွားနေပြီးတော့ဒေသတွင်းလူမှုကွန်ရက်အဖွဲ့တွေကကုညင်ဖိရှားမှုတွေပြုလုပ်နေကြရပါတယ်လက်ရှိနမ်မို့ကြေးရွာဒေသခံတချို့မှာဘေးလဲရကောတင်းချောင်နေကြရပြီးတော့နွမ်းစည်းကြောင်းတွေကြောင့်ကြေးရွာအတွင်းတနေရာကနေတနေရာကိုသွားလာဖို့အခက်အခဲတွေဖြစ်ပေါ်နေကြပါတယ်ဖာကင်မြို့နယ်မှာနန်ကန်ပြောကြမှုမြေစာပုံပြောကြမှုတွေမှာကြာခဏဖြစ်လေရှိပြီးတော့ဒီလိုဖြစ်ရတာဟာအကန့်အသတ်မဲ့တင်ညာစရာတုတ်ဖို့မှုတွေကြောင့်ဖြစ်တယ်လို့ဒေသခံတွေကပြောဆိုထားကြပါတယ်ပြီးကတဲ့ဇန်နဝါရီလ7ရက်နေ့ကလည်းဖာကင်မြို့ နဲ့စပော့ကြေးရွာမှာကြေးရွာအနင်းကြောက်စင်းလောက်ွက်တစ်ခုရဲ့နွမ်းကန်ပြိုကျမှုကြောင့်ဒေသခံ32ဦးသေဆုံးခဲ့ပြီးတော့နေ58ဆောင်ပျက်စီးခဲ့ရပါတယ်။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။စကောင်စီကိုလက်နက်ရောင်းချနေတဲ့အိန္ဒိယကုမ္ပဏီကဆွီဒင်ရင်းနှီးမြှုပ်နှံမှုတွေကိုဖိထုတ်လိုက်တဲ့သတင်းကိုလည်းတင်ဆက်ပေးမှာပါ စစ်ကောင်စီကလက်နက်ပစ္စည်းတွေရောင်းချနေတဲ့အိန္ဒိယစစ်လက်နက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ BEL ကုမ္ပဏီကဆွီဒင်ပင်စင်ရန်ပုံငွေရင်းနှီးမြှုပ်နှံထားမှုတွေကိုဖိထုတ်လိုက်တယ်လို့ Matchla 20ရက်နေ့မှာ Justice for Myanmar ကထုတ်ပြန်ပါတယ်။ BEL ကုမ္ပဏီဟာစစ်ကောင်စီကိုစစ်ရင်ရင်အတွက်ရေဒါစနစ်တွေ၊လေကြောင်းရန်ကာကွယ်ရေးစစ်လက်နက်အထိုင်စခန်း၊ရေဒီယိုစနစ်တွေနဲ့စက်ပစ္စည်းကိရိယာတွေကိုရောင်းချပေးခဲ့တယ်လို့ Justice for Myanmar ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ Justice for Myanmar ပြောရေးဆိုခွင့်ရှိသူမာရတနာမောင်ကမြန်မာစစ်တပ်ရဲ့နိုင်ငံတကာရာဇဝတ်မှုတွေကိုနှစ်ပေါင်းများစွာအပေးကူညီလာခဲ့တဲ့ BEL Company ကိုရင်းနှီးမြှုပ်နှံမှုစရင်ကထုတ်ပယ်ခဲ့တဲ့ဆွေဒင်ပင်စင်ရန်ဘုံငွေရဲ့လုံဆောင်ချက်ကိုကျမတို့ကြိုဆိုပါတယ်လို့ပြောထားပါတယ်။ Justice for Myanmar ရဲ့အချက်အလက်တွေအရ BL Company ကစစ်ကောင်စီဟာ2023ခုနှစ်မှာ6လအတွင်း American Dollar 5သန်းကျော်တန်ဖိုးရှိတဲ့စပစ်စည်းကိရိယာတွေကိုနောက်ဆုံးလမ်းဝယ်အသုံးပြုခဲ့တယ်လို့သိရပါတယ်။ဒါအပြင်2024ခုနှစ် match လာမှာလည်းသုံးဖက်မြင်စောင့်ကြည့်ထောင်လှမ်းရေးရတာတစ်ခုအတွက်ထိန်ချုပ်ရေးကိရိယာတစ်စုံကို BELC ကဝေယူခဲ့ပါတယ်။ တဖက်မှာလည်းဆွီဒင်နိုင်ငံ AP Fashion Funds ရဲ့ဂျင်းဝဲဆိုင်ရာကောင်စီအစိပ်ပိုင်းမဟုတ်တဲ့ဆွီဒင်ရန်ပုံငွေအဖွဲ့ AP စမ်းမတ်ဟာ BEL ကုမ္ပဏီမှာဆွီဒင်ခရိုနာ289တန်းကျော်အမေရိကန်ဒေါ်လာ28.8သန်းတန်ဖိုးရှိတဲ့ရှယ်ယာတွေကိုဆက်လက်ပိုင်ဆိုင်ထားတယ်လို့ထုတ်ပြန်ချက်မှာပါရှိပါတယ်။ဒါကြောင့်အိန္ဒိယအနေနဲ့မြန်မာစစ်အုပ်စုအပေါ်စစ်လက်နက်ရောင်းချမှုပိတ်ပင်ရေးကိုချက်ချင်းပြထန်းဖို့တင်းနှန်းတဲ့တခြားစစ်ဘက်ဆိုင်ရာပံ့ပိုးမှုတွေအလုံးကိုရပ်တန့်ဖို့ GFM ကတောင်းဆိုထားပါတယ်။ တယ်။ BL company ရဲ့အခြားယင်းဒီမြုံနံသူအလုံးအနေနဲ့လဲနိုင်ငံတကာလူအခွင့်ရေးတာဝန်တွေနဲ့အညီယင်းဒီမြုံနံသူတွေရုပ်သိမ်းဖို့နဲ့ဖြစ်ပေါ်လာမဲ့ BND ရဲ့အပေါ်တာဝန်ယူမှုရှိဖို့ GFM ကဆိုထားပါတယ်။နောက်ဆုံးအနေနဲ့မြန်မာအရေးနဲ့ဆက်စပ်တဲ့နိုင်ငံတကာသတင်းတပုတ်ကိုလည်းတင်ဆက်ပေးခြင်းပါတယ်။ဖန်စီခံမြန်မာ250ကိုထိုင်းအာနာပိုင်းတွေက နေရက်ပြန်ပို့တဲ့အကြောင်းပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာအကြောင်းအမျိုးမျိုးနဲ့ဖန်ဆီးခံရပြီးတော့ပြည်တံရှမှတ်ခံထားရတဲ့မြန်မာနိုင်ငံသား250ကိုမက်ရှလ16ရက်နေ့မှာနေရပြန်ပေါ်လိုက်တယ်လို့ရနောင်းလူဝန်မှုကြီးကြပ်ရေးယူကထုတ်ပြန်ပါတယ် ကံပုတ်ခံရသူတွေထဲမှာအမျိုးသား216ဦးနဲ့အမျိုးသမီး34ဦးပါဝင်တယ်လို့ထောက်ပြချက်မှာဖော်ပြထားပါတယ်။သူတို့ကထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့ကနေရေချောင်းကနေတစန်းတနန်းတာရီတိုင်းကိုးတောင်မြို့ကိုပို့ဆောင်ခဲ့တာပါ။အင်းနီရှင်းနိုင်ငံတွေအနေနဲ့အကြောင်းအမျိုးမျိုးကြောင့်ဖန်ဆီးထင်းထင်းခံရတဲ့မြန်မာနိုင်ငံသားတွေကိုစစ်ကောင်စီလက်ထက်ကိုပြင်လဲအနေနဲ့မြို့မလောက်ပဲလူသားရှန်စန္ဒန်ထောက်ထောင်မှုကိုအလေးထားတဲ့အနေနဲ့ကိုညင်ဆောင်ရှောက်ပေးကြဖို့ကိုလည်းအမျိုးသားညံရဲ့အစိုးရအန်ယူဂျီကမက်ရှလ၄ရက်နေ့ကထောက်ပြပြောဆိုထားပါတယ်။ ဒီကနေ့တဲ့အတန်ထောက်လွှင့်တဲ့အစီအစဉ်ကိုတလောင်းနဲ့ပဲရန်နာလိုက်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေ့ကနေစနေနေ့တွေမှာညာ၈နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နောက်တော့တာဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။